ပရိသတ်များရှင်းဒီကနေ့မှာတော့အလွန်အလွန်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဘလူးကျွန်းရွှေနဲ့တောင်ပိုးပိုးကြီးနဲ့ဗမာကြီးတို့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ရှင်းလွန်လင်ပြီးတော့ကတတော်မီရဲ့ညီတော်တပါကနောင်နော်နဲ့မသိမတိဖြစ်ကတောက်ကလေးပြီကောထိုင်းနိုင်ငံမြောက်ဘက်ရှိ မြို့တစ်မြို့ကိုထွက်ခွာသွားပြီးတော့အဲ့ဒီမိတန်ကစားပြီးနန်းတော်ကိုဝင်ထွက်ပံများလာတဲ့ကအဲ့ဒီမင်းရဲ့သမီးတော်နဲ့ချစ်ချိုင်သွားပါတယ်။ဒီနေ့မှတိုင်းပြည်အစိုးမြားမှမငြိမ်မသက်ဖြစ်တော့တပုံရန်ကိုနှိမ်နှင်းမှုဆိုပြီးတော့ ဘယင်းကိုရိုင်းသွားတဲ့ကဘယင်းသမီးတော်ကမိမိတို့နှစ်ဦးသဘောတူချစ်ဆိုင်နေရကိုခမေတော်မင်းမြန်မသိမီနန်းတော်ကနေမြန်မာနိုင်ငံကိုထွက်ပြေးလာပါတယ်။ကာလရှေ့ကျလာတဲ့အတွက်မင်းသမီးမှာကိုဝန်ရှိမှနဲ့တခုသောရွာတရားကိုအရောက်မှာကလေးမွေးပါတယ်။ထို့အချိန်မှာသူရကိုကြောင်းဝင်လာပြီးတော့လူတွေကိုစားနေတယ်။သူတို့ရဲ့မွေးကင်းစကလေးကိုအနေရကင်းစေဖို့အတွက်ရွှေပြားနဲ့လိတ်တာနဲ့လက်ဖွဲ့ကိုလယ်ပြင်မှာဆွဲပေးပြီးတော့ညောင်မရဲ့အမြင့်ကွာဆောင်ကြမှာဝတ်ထားပါတယ်။ တို့နှစ်ယောက်လည်းကြားစားခံရလို့တည်ဆုံသွားပါတယ်။ကလေးငယ်လေးကညောင်မေမော်ကငှက်ကြီးဝင်ပုံမောင်နှံတို့ချီယူသွားပြီးတော့တို့နေတဲ့ခမောင်းကျုံရှိခမောင်းမေကွာကြားမှာထားပြီးတော့ကျွင်းဝင်းဆောက်ရှောက်ကြပါတယ်။ကလေးငယ်လေးကငှက်ကြီးဝင်ပုံတို့ရဲ့ရခင်ဥကွန်အကွဲဟောင်းဒီပေါ်မှာကြည်ပြင်းလာရတဲ့အတွက်ကရင်အခေါ်မောင်တီငှက်ကြီးဝင်ပုံတို့ကျွင်းဝင်းဆောက်ရှောက်ခဲ့တဲ့အတွက်ကြောင့်ငှက်ကြီးဝင်ပုံတို့ရဲ့သားမွန်အခေါ်ဆိုရင်တော့မင်းပလာကွန်ကမောလို့ခေါ်ပါတယ်။မင်းပလာကွန်ကမောကငှက်ကြီးဝင်ပုံတို့ရဲ့ဆောက်ရှောက်မှုနဲ့ တပြေးပြေးနဲ့အရွယ်ရောက်လာပါတယ်။ဒီနေ့မှမြေကဲမားကိုငါးသွားများတယ်။ငါးများနဲ့ကိုနှစ်လိုက်ဆွဲလိုက်ညင်ညင်ထားလိုက်နဲ့မြားနေစင်မှာမကြမီအလွန်ကြီးတဲ့ငကြင်းနှကောင်ကိုမြားမိပါတယ်။အဲဒီနောက်တော့မိတဲ့ငါးကိုတစုတူကမြေကဲမင်းတောင်ကြီးမှာမိခင်ပြီးတော့ကျက်တဲ့အခါတော့မိအေးအေးနဲ့ကျက်တင်ထားပါတယ်။ငကင်ကျက်တင်အနံကအလွန်မွေးကြလျက်ရှိတယ်။ငါးများစင်က ကိုရိုင်းစားဖို့ရွှေရဲခဲ့တော်လဲအလွန်မွေးတဲ့အနံကြောင့်မင်းမလာကွန်ကမောကအကြံတစ်ခုရှာတယ်။ မိမိအီကျုံးမှနေခဲ့တီကယခုလူလားမြောက်နေပြီဖြစ်တယ်။ဒါပေမဲ့ဝန်စားဆိုလို့မရှိသေးပဲတက္ကသိုလ်တည့်ရတကူတာဝစ်စိန်နေရတယ်။ဒါကြောင့်ကျွန်းအနာတဝိုက်ဖြတ်တန်းသွားလာနေတဲ့တင်မောတွေကိုဒီငယ်ချင်းပေးပြီးအဝန်စားတောင်းရရင်တော့ကောင်းလက်တန်းဆိုတဲ့အကြံဖြစ်တယ်။အဲ့ဒီအကြံအတိုင်းမင်မလာကွန်ကမော့ကပင်လယ်မှာသွားနေတဲ့တင်မောနေကန်းကိုကန်းလာဖို့အတွက်အလံထူထားတယ်။ရှေးဦးစွာပြစ်စလာပြီကိုသွားတဲ့တင်မောတဲ့ကြီးကိုငချင်းခင်ကိုဘင်းတန်ဆက်တာပြီးဖို့၎င်းအတွက်အဝန်စားတွေတောင်းမိဖို့လက်ဟန်ချီရန်နဲ့ပြောတယ် တင်မောတကြီးလည်းငချင်းခင်ကိုယူဆောင်သွားပြီးတော့ဘရင်တန်ဆက်သားတွေအဲ့ဒီချိန်မှာဘရင်ကနားကိုက်ဝေဒနာကိုပြင်းထန်ခံစားနေရတဲ့အတွက်ငချင်းခင်ကိုမစားနိုင်သေးပဲခေါင်းပြီးမှထားထားပါတယ်။ညအချိန်ရောက်တဲ့အခါမှာဘရင်ကြီးရဲ့နားထဲဝင်နေတဲ့ကိန်းဆုံကမွေးဆိုင်လာတဲ့ငကင်အနဲ့ရတဲ့အတွက်ကြောင့်စားဖို့နားထဲကထွက်လာတဲ့အခါမှာဘရင်ကြီးရဲ့ကြာရှည်စွာခံစားနေရတဲ့နားကိုက်ရောဂါဝေဒနာကချက်ချင်းသက်သာပျောက်ကင်းသွားပါတော့တယ်။ဘရင်ကြီးလည်းကြီးစုတင်လို့စီကြီးတစ်ခုမှကြောက်တံပရံများအပြည့်ထည့်ပြီးတော့ ငချင်းခင်ရှင်ကိုပေးစီပါရီမင်းပလာကိုကမောကလိုချင်တာကအဝယ်အစားရရကစီကြီးတလုံးဆိုပြီးစိတ်ပြက်လက်ပြက်နဲ့စီကြီးကိုတက္ကသိုလ်ပြည့်ရှင်တန်းဆက်တာပြီးတော့အဝယ်စားတောင်းမြန်နေတက္ကသိုလ်ပြည့်ရှင်ကလည်းကျေးဇူးတင်တဲ့အနေနဲ့အုံဒီတလုံးထဲမှာကြောင်းမြေရတနာငွေတွေအပြည့်ထည့်ပြီးတော့အလုံးပေးလို့ပေးပြန်နေမင်းသားလေးမိမိလိုချင်တာမဟုတ်တဲ့အတွက်ကြောင့်အဲ့ဒီအုံဒီကိုတန်လျင်ပြင်ထန်ဆက်တာပြန်နေတန်လျင်ပြင်ကတကောကြီးရဲ့လေးတော်ကိုပြန်ပေးလိုက်တယ်တပန်မင်းမလာကွန်ကမော့မင်းသားက အနည်းလေးတော့ကိုတထုံမီရင်ထံကိုဆက်တာပြီးတော့ဝေးစားတောင်းမြင်နေ။ထို့အချိန်မှာတထုံမီကိုအရက်လေးမျက်နာကလက်နဲ့ဆွဲခိုင်းထားတဲ့ရန်သူတက်တီကပြည်တော်ကိုသိမ့်မရင်ဝိုင်းထားတဲ့အတွက်ကြောင့်တပြည်လုံးကြောင်းရုံတိတ်လန့်နေတဲ့အချိန်ဖြစ်တယ်။တထုံမီရင်ကမင်းမလာကွန်ကမမင်းသားဆက်သားတဲ့လေးတော်နဲ့အရက်လေးမျက်နာကိုပြစ်ကတ်လိုက်တဲ့အခါဝိုင်းရနေတဲ့ရန်သူတက်တွေကခြေဦးတရကိုကစင့်ကလေးရနဲ့ဖျော်ပြဲထွက်ပြေးကြကုန်နေ။လေးတော်တကွနဲ့ဆက်အောင်နိုင်ခြင်းကိုနားလေသဘောပေါက်တဲ့အတွက် တော်ဘီရင်ကလေးတော်ရှင်ကိုကျေးဇူးဆက်ဖို့ဆိုပြီးတော့မူမတ်တုံနဲ့တိုင်ပင်ပါတယ်။လေးတော်ရှင်ကတိုင်းပြည်နဲ့အမျှကျေးဇူးရှိကြောင်းဒါကြောင့်ကျေးဇူးဆက်ဖို့အတွက်အဖို့ပြတ်နိုင်တဲ့နဝရက်ကိုပါရတနာများစင်ကောင်းမြင်းကောင်းတရားစီနုညံ့နမတရားနုညံ့သိမ်မွေးတဲ့မောင်မမိတ်တဲ့ချွေရန်ပြိတ္တတရားတို့ကိုကျေးဇူးဆက်တဲ့ကြောင်းတညင်တညွတ်တဲ့သရဝူးတင်ကြတယ်။ဘင်းကြီးလည်းဝမ်းမြောက်တော်မူပြီးအဲ့ဒီလက်ဆောင်ပစ္စည်းတွေပြင်လေးတော်ရှင်နဲ့လက်ဆက်ဖို့အတွက်မိမိရဲ့ချောမောလှပါတဲ့ ။တမီးတော်ဒင်းသားတလိုင်းကိုတိုင်မြင်တဲ့အခါမှာခမဲတော်ရဲ့ဆန္ဒအတိုင်းသားလိုင်းနာမှာဖြစ်တဲ့အကြောင်းရှောက်တင်နေတဲ့အတွက်တမီးတော်၃၀ဝစ်စင်နဲ့အဝတ်တစားတွေရွှေငွေကြောက်တံဗရံများတွေမောင်မမိတ်တဲ့ချွေရံသိမ်းမင်းနေစင်တက်မြင်းတက်ရထားတက်လက်နဲ့ဆွဲကင်နဲ့ချီလျင်တက်စားတဲ့စစ်တီဘဘာတွေပြင်တူရိယာပစ္စည်းမျိုးစုံတူရိယာတိခတ်တက်သူတွေအပါအဝင်သင်းမော့ကနစင်ကိုမင်းသမီးနဲ့အတူလိုက်ဖို့အတွက်ပြင်ဆင်စေပါတယ်အစားအစာရှာရာပြင်ဆင်ပြီးလို့ ရာသီဥတုတန်ရတဲ့တနေ့မှာတမိတော်ဒင်နာတလေကခမဲတော်မေတော်တို့ကိုကြော့ပြီးမင်းမလာကုံကမော့တန်သွားဖို့အတွက်တင်းမော့နဲ့ထွက်ခွာခဲ့ကြတယ်။မင်းသမီးကိုတင်ဆောင်လာတဲ့တင်းမော့ပေါ်မှာတူရိယာမျိုးစုံကိုတိကျစေပြီးတော့ရှေးချောင်းကြည်လာကြတယ်။ကျုံးကိုရောက်တော့လေတော်ရှင်မင်းမလာကုံကမော့ကအတန်ချုံချုံဆူညံဆောင်ဝင်လာတဲ့တင်းမော့ရီလူထုပရိသတ်တွေကိုမြင်ရတော့အလွန်ထိတ်လန့်တာဖြစ်တဲ့အတွက်ကြောင့်မိမိကြည်မြင်ခဲ့တဲ့ခမောင်းမိကြီးပေါ်ကိုတက်ပြေးတဲ့အခါမှာအဖျားရှောက်လို့လင်းကြတိတ်ဆုံးသွားပြီးနှက်ပြစ်လီတော့ပါတယ်။ မူမဲ့တူလဲလေးတော်ရှင်တည်ဆုံးသွားပြီဖြစ်ကြောင်းကိုမင်းသမီးတန်ကိုရှောက်တင်ကြလျာမင်းသမီးကပူလောင်တော့ကပြင်းစွာဖြစ်လျက်မေဘလာကွန်ကမမင်းသားတည်ဆုံးရနေရကိုလိုက်သွားပါတယ်မင်းသားရဲ့လမ်းကိုတကြိုရန်ကြည့်ရှုရာလက်မမချီနောင်ထားတဲ့လက်ဖွဲ့ကိုတွေ့တဲ့အတွက်ကြောင့်လက်ထားတဲ့ရွှေများကိုဖွင့်ကြည့်တော့တတော်မီရဲ့ညီတော်သားဖြစ်ကြောင်းသိရပါတယ်အဲဒါကြောင့်လေးတော်ရှင်မေဘလာကွန်ကမမင်းသားရဲ့အလောင်းကိုမင်းညီမင်းသားတို့ရဲ့စာပနာကဲ့သို့တကြိုပြီးတော့ကြံရှိတဲ့အရိုးကိုတော့ရှေဦးမထေက အဲ့ဒီနေရာမှာပဲဇီရီတည်ထားပါတယ်။ဒုစီရောကရွှေနဲ့တောင်နဲ့စင်နီမှာရခုတက်တိုင်တည်ရှိပါတယ်။မင်းသမီးလည်းတထုံပြီကိုမပြောင်းတော့ပဲငါဤကမေတော်သည် လေးတော်ရှင်နဲ့လက်ထပ်ဖို့အတွက်ငါ့ကိုမိတ်ဆွခဲ့တဲ့အတွက်ကြောင့်ငါသည်လေးတော်ရှင်၏ကြင်ရတော်ပင်ဖြစ်ခဲ့ပြီ။လေးတော်ရှင်မရှိသည့်နောက်မဆုံးမပင်ဖြစ်တော်သည်။ငါဤကြင်ရတော်အလောင်းကိုတကြွာနီးမှာငါနေတော့မယ်လို့စိတ်ကိုပိုင်းပြတ်လိုက်ပြီးထိုနေရာမှာပဲအသက်တဆုံးနေတိုင်းသွားရှာတော့ပါတယ်။မင်းသမီးဒင်နာတလဲလေးသိဆုံးပြီးနောက်ရွှေနဲ့တောင်မှာနှက်ဖြစ်လေတော့ပါတယ်။ လူဘွားမှာမပေါင်းဖက်ခဲ့ရတော့လဲနတ်ဘွားနဲ့ပြန်လည်ဆုံသွင်းခွင့်ရခဲ့တဲ့ရှင်နဲ့တောင်ဘဘကြီးနဲ့ဘဘကြီးတို့ရဲ့တမိုင်းကြောင်းပဲဖြစ်ပါရရှင်။ပရိသတ်များရှင်ဒီကနေ့မှတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုရေးသားပေးခဲ့တဲ့ကိုပြုံမြတ်ဟန်ကိုလည်းလေးစားစွာနဲ့ credit ပေးပါရရှင်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုကြားနေသက်တဲ့ဆိုရင်တော့ကျမတို့ရဲ့ဗီဒီယိုလေးကို like နဲ့ share လင်းလွှတ်သားပေးဖို့အတွက်မမေ့ကြပါနဲ့ရှင်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရရှင်။